ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လာလဲကုန်တော့မှာဆိုတော့နောက်လာမှာလာမယ့် Starlight Shop Upgrade အကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဘရိုအနေနဲ့စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆုံးထိကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးလို့ဆိုရင် subscribe လုပ်ထားတဲ့ဘူတော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့နောက်လာမှာလာမယ့် Starlight Skin ရဲ့ Mia ရဲ့ Starlight Skin လေးပဲဖြစ်ပါတယ်။ဒီ Mia Starlight Skin နဲ့အတူ Starlight Shop မှာဘာတွေဝယ်လို့ရအောင်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။ ဘယ်စကင်လေးပါလာမလဲဆိုတော့မပြောခင်သတင်းဆိုလေးကိုအရင်ဆုံးပြောချင်ပါတယ်အဲ့သတင်းဆိုလေးကတော့ bro အားလုံးစောင့်မျှော်နေကြတဲ့ဒီ link starlight စကင်နဲ့အဲ any la anyway စကင်တို့ကနောက်လာ starlight shop upgrade မှာပါလာခြင်းမရှိသေးပါဘူးအဲ့တော့ bro အနေနဲ့စောက်လွက်စနေတော့ဆက်ပြီးတော့စောက်လိုက်ကြပါဦးနောက်လာတယ်မှာတော့ပါလာခြင်းမရှိသေးပါဘူးအဲ့တော့ဘယ်စကင်လေးပါလာမလဲဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါလာမယ့်စကင်လေးတွေကတော့ masha sun adela တိုက်ဂရီရဲ့ Ruby, Karabusa, Nuno တို့ပဲဖြစ်ပါတယ်ဒီစကင်တွေကဆိုရင်တော့ Starlight Shot တွေမှာ Starlight Fragment သုံးအောင်နဲ့ဝယ်ယူလို့ရမယ့်စကင်တွေမှာပါဝင်လာမှာပဲဖြစ်ပါတယ်ဒါမဲ့ Bro အားလုံးစောင့်မျှော်နေကြတယ် Lin Starlight စကင်နဲ့ Angela ရဲ့ NUS စကင်ကတော့လုံးဝပါဝင်လာခြင်းမရှိသေးပါဘူးအဲ့တော့လိုချင်တဲ့ Bro တို့အနေနဲ့အဲနောက်လာတွေနောက်လာတွေမှာလာမလားဆိုတာကိုဆက်ပြီးတော့စိတ်ရှိရှိနဲ့ဆောက်လက်စားနဲ့ဆက်ပြီးတော့ဆောက်လက်ကြပါဦး ီလာမှာတော့လုံးဝပါဝင်လာရင်မရှိပါဘူးနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ကို Telegram မှာရော YouTube မှာရော comment တွေမှာအမေးများနေကြတဲ့ event လေးလာနိုင်ရည်ရှိမရှိဆိုတာကိုကျွန်တော်အနေနဲ့လေးပြောပြပေးသွားပါမယ်အဲ့တော့အဲ့ event လေးကတော့ဒီ Exhaust Skin event လေးပဲဖြစ်ပါတယ်ဒီ event လေးကဆိုရင်တော့မေလမှာလာမယ်လို့အလုံးဝပြောနေကြပါတယ်အဲ့တော့တကယ်ဟုတ်လားမဟုတ်လားလို့လည်းကျွန်တော်မေးတာလေးများတယ်အဲ့တော့ကျွန်တော်ကနည်းနည်းလေးပြောပြပေးမယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့နောက်လာနေမှာ Nairo event လာဖို့ရှိနေပါတယ် တော့ဒီ event မလာနိုင်ဘူးလို့တော့ကျွန်တော်ကတော့ထင်ပါတယ်။ဒီ Nairo collaboration ရတဲ့အကြီးလောက်တာဖြစ်တဲ့အတွက်ဒီ Nairo တော့နောက်လာတယ်မှာလာပြီးတော့6လပိုင်းမှာပြီးမဲ့အနေထားမှာရှိတယ်။အဲ့တော့ bro အနေနဲ့ဒီ9လပိုင်းမှာတော့ဒီ exhaust event ဒါမယ်လို့တော့ကျွန်တော်ကတော့မထင်သေးဘူး။ဟို bro တို့ကတော့ဘယ်ရနေပြီးတော့ကြားလည်းမသိဘူး။ကျွန်တော်ကတော့အဲ့ဒီ event လာမယ်ဆိုတော့မတွေ့သေးဘူး။အဲ့တော့မလာတော့သေးဘူးလို့တော့ထင်တာပဲ။ ရူဘယ်ရည်တွေ့တယ်ဆိုတော့ကျွန်တော်တစ်ချက်လောက်ပြောကြည့်ကျွန်တော်နည်းနည်းသွားလေ့လာပေးမယ်အဲကျွန်တော်ကတော့ရှာလို့မတွေ့ဘူးဗောနော်ရူတွေ့တယ်ဆိုရင်တော့ဟောင်းရင်လည်းဟုတ်မယ်ကျွန်တော်သွားကြည့်ပေးမယ်ကျွန်တော်ဘယ်ရည်တွေ့တယ်ဆိုတော့ပြောခဲ့ကျွန်တော်ကတော့လာမယ်လို့မထင်ဘူးအဲ့တော့ဒီလောက်ဆိုရင်တော့ဘရိုလည်းတိတော့ပြီလို့ထင်ပါတယ်ကျွန်တော်ဒီနေ့မှပြပြပေးခဲ့ရတာတော့ Starlight Shop Upgrade အကြောင်းလေးနဲ့ Event လာနိုင်ပြီရှိမရှိဆိုတဲ့အကြောင်းလေးတွေကိုပြပြပေးသားတာပဲဖြစ်ပါတယ်အဲ့တော့နောက်လည်းဒီလိုမျိုး Event နဲ့ပတ်သက်တဲ့အကြောင်းလေးတွေ အဲ starlight shot တွေ fragment အနေနဲ့ဝယ်လို့ရမယ့်ဟာတွေအဲဒီလိုမျိုးဟာတွေကိုကျွန်တော် channel လေးရပြီးတော့တင်မိသွားမှာဖြစ်တဲ့အတွက်ပြောအနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ထားသေးဘူးဆိုရင် subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့ကြောင့်ချင်းကြောင်ကျေးဇူးတင်ပါတယ်နောက် video တွေမှာဆက်လက်ဆောင်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်